ကျွန်တော်တာမန်တုံးနေတဲ့ Facebook account ကိုဝင်ဝေချာလို့ရတဲ့ Facebook account ကြီးကျွန်တော်တို့ပြောင်းလဲมาဖြစ်ပါတယ်ဘယ်လိုမျိုးပြောင်းလဲဆိုတာကျွန်တော်လည်းดูလိုက်ပြီးတော့နေတာကြည့်ပါအဲ့တော့ကိုယ့်ရဲ့ Facebook account ထဲကိုဝင်လိုက်ပါမယ်ကိုယ့်ရဲ့ Facebook account ထဲကိုဝင်လိုက်တယ်ဆိုလို့ရှိရင်အခုလိုပုံစံမျိုးတိုင်းမြင်တွေ့ရပါလိမ့်မယ်အဲ့တော့ညာဘက်အပေါ်နားမှာရှိတဲ့ကျွန်တော်တို့ profile ပုံလေးကိုတစ်ချက်ထောက်ပြပါ လိုဖိုင်လေးကိုထောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစက်တီကိုထပ်ပြီးတော့ sorry profile ကိုထပ်ပြီးတော့နှိပ်ပြီးပါလိုဖိုင်ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်နားမှာရှိတဲ့အဆက်ကလေး30ဒီအဆက်ကလေး30ကိုနှိပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ Facebook အကောင့်ကနေပြီးတော့ဝင်ဝေချဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ ခရဏီကို follower အဖြစ်ပြောင်းပြီးတော့ကျွန်တော်ကဝင်ွေချားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ set ကလေး30ကိုထိလိုက်ပါမယ်အ set ကလေး30ကိုထိပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်နားလေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါအပေါ်နားဆွဲတင်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ try on professional mode ဆိုတာရှိပါတယ်အဲ့ကောင်ကိုတစ်ချက်နှိပ်လိုက်ပါ try on professional mode ကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်တော့ try on ကိုထပ်ပြီးတော့ဒီပြိုင်အောင်လေးကိုနှိပ်ပြရမှာဖြစ်ပါတယ် နှိပ်ကြည့်ပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနှိပ်နဲ့ထပ်ပြီးတော့ထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနှိပ်နဲ့ထပ်ပြီးတော့သွားပြပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီက public subject ကိုထားပြရမှာဖြစ်ပါတယ်အဲ့တော့ကိုကဒီဝင်ဝေချာမဲ့ဟာလား profile page လောက်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ front နေနောက်တစ်ခုက only me တွေသွားထားလို့မရဘူးပေါ့နော်အဲ့တော့ဝင်ဝေချာမဲ့ account ဒီကျွန်တော်တို့ public subject ပဲဖြစ်ရမှာပေါ့နော် private public sector ကိုနှိပ်ပြီးပါအဲ့တော့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေက confine ကိုထပ်ပြီးတော့နှိပ်ပြီးပါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပြာရောင်စာတန်းလေးကို next ကိုထပ်နှိပ်ပြီးပါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာတောက်ထပ် next နဲ့ဆက်သွားမှာဖြစ်ပါတယ် next 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 ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့တွေက as frame ပေါ့နော်ကိုယ့်ရဲ့ profile ကို frame ထည့်မလားဒီနေရာပေါ့နော် တော့ frame ထည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က frame ထည့်သွားလို့ရတယ်အကယ်၍ frame မထည့်ကျင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က skip နဲ့ကြော်သွားပြီပါပြီးရင်တော့ go to professional mode ဆိုတာကိုကျွန်တော်တို့ဖိတ်ပြီးပါပြီးရင်တော့ဒီမှာ gas test ဆိုတော့เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီက ိုယ့်ရဲ့တာမန်သုံးနေတဲ့ Facebook အကောင့်ကနေပြီးတော့ဝင်ငွေချာလို့ရပြီဖြစ်ပါတယ်အဲ့တော့ဘလို့ဝင်ငွေချာမလဲဆိုလို့ရှင်ကိုယ့်ရဲ့ Facebook အကောင့်မှာကိုယ်ပိုင်ဗီဒီယိုလေးတွေတင်ကိုယ်ပိုင်ဓာတ်ပုံလေးတွေတင်ပြီးတော့ကျုပ်တွေဝင်ငွေချာလို့ရပါတယ်နော်အဲ့တော့ဝင်ဝေချာခြင်းတဲ့သူတွေဆိုလို့ချင်းဒီနီလန်တိုင်းတိုက်ပြီးတော့လုပ်ပေးပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူး